မင်္ဂလာနနက်ခင်ပါကျမ်းမာချမ်းသာဘေးရန်ကင်းကွာဘုန်းတော်ထင်ရှားရာတနေ့တာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်နေတွဲဖူချိန်ကတော့26ဒီဂရီရှိပြီးတော့မှ31ဒီဂရီရှိတယ်လို့ခန့်မှန်းရရှိနိုင်ပါတယ်လေဒုရည်သေးကတော့ပုံမှန်ဖြစ်ပြီးတော့မှဝန်လွဲပိုင်းမှာနေရာနဲ့ပြားမိုးတစ်ချုံရွာပါမယ်ပြင်းစုံဖူချိန်ကတော့33ဒီဂရီရှိမှဖြစ်ပါတယ်နေ့စဉ်ဝိပြုခြင်းလင်းပြားအော်တိုဘာလ12ရက်တနင်္ဂနွေနေ့2025 ဖျားသခင်သည်အလင်းပြတော်မူ၏အဓိကချက် ရှင်ယောဟန်ဩဝါဒစာပထမဆောင်မှခွန်အားယူစရာများအပိုင်းနှင့်ဖတ်ရင်ချင်းချက်ရှင်ယောဟန်ဩဝါဒစာပထမဆောင်ခန်းကြီး၁ခန်းငယ်၅30ထိုနှုတ်ကပတ်တော်ထိုင်၌ငါတို့ကြားရ၍တင်းတို့အားပြသသောတရားစကားဟုမူကားဖျားသခင်သည် အလင်းပြတော်မူ၏ဖျားသခင်၌မှောင်မိုက်အလင်းမရှိငါတို့သည်ဖျားသခင်နှင့်မိထာယာဖွဲ့ပြီးဟုဆိုလျက်ပင် မောင်မိုက်နိုင်ကျင်လေလင်သစ္စာတရားကိုမကျင့်မှုသားကိုသုံးတော်သူဖြစ်ကြ၏ဘုရားသခင်သည် အလင်း၌ရှိတော်မူတကယ်သို့ငါတို့သည်လင်း၌ကျင်လေလင်ကျင်ကျင်မိထာယဖွဲ့ခြင်းရှိကြသည်ဖြစ်၍ဘုရားသခင်၏တားတော်ယေရှုခရစ်၏အသွေးတော်သည်ငါတို့အပြစ်ရှိသမျှကို စေကြောတော်မူ၏ကိုအပြစ်မရှိဟုငါတို့သည်ဆိုလျှင် ကိုကိုကိုလှည့်ပြားကြ၏ငါတို့၌သစ္စာတရားမရှိ ကိုအပြစ်တို့ကိုဖော်ပြတောင်းပန်လျှင် ငါတို့သည်အပြစ်များကိုလွတ်၍ဒုစရိုက်ရှိသည်များနှင့်ကင်းစင်စေခြင်းကဘုရားသခင်သည်သစ္စာတရားနှင့်၎င်းဖြောက်မှတ်ခြင်းတရားနှင့်၎င်းပြည့်စုံတော်မူ၏ဒုစရိုက်ကိုပြုပြီဟုငါတို့သည်ဆိုလျှင်ဘုရားသခင်ကိုမှုသာအပြစ်တင်ကြ၏လောကဘတ်တော်လည်းငါတို့၌မရှိစာလံကျမ်းခန်းကြီး28ခန်းငယ်1သာဝရဘုရားသည်ငါ၏လင်ငါကိုကယ်တင်သောရှင်ဖြစ်တော်မူ၏ ငါသည်ဘယ်သူကိုချောက်ရအံ့သည်သာဝရဖျားသည်ငါ၏အသက်ခိုလုံရာဖြစ်တော်မူ၏ငါသည်ဘယ်သူကိုချောက်လန့်ရအံ့သည်ရှေယောဟန်အဝါဒစာပထမဆုံးခန်းငယ်၄ခန်းငယ်၅မှာနှုတ်ကပတ်တော်ရာလူကြည်သူတွေကို ဝင်ပြလိုက်တဲ့တဲ့င်းစကားကဘုရားသခင်သည်အလင်းဖြစ်တဲ့ဘုရားသခင်မှာမှောင်မိုက်လုံးဝမရှိဘူးကျွန်တော်ရဲ့ဘဝမှာဘလောက်ပဲမှောင်မိုက်နေပါစေဖျားသခင်ကအလင်းဖြစ်တဲ့အတွက်ကျွန်တော်တို့ကို အလင်းပေးနိုင်တယ်လမ်းပြပေးနိုင်တယ်အမောင်တွေကဆွဲထုတ်ပေးနိုင်တယ်တနည်းအားဖြင့်ဘုရားသခင်ထံမှာပြောင်းလဲပြီးသားလူတွေဆိုတာလေကိုယ့်ရဲ့အားနည်းချက်အဖြစ်တွေကိုကိုရောရှေ့မှာလုံးဝဖုံးကွယ်ထားလို့မရဘူးဆိုတဲ့အမှန်တရားဖြစ်ပါတယ်။ခန်းငယ်6မှာတော့အဲ့ဒီအလင်းတရားဖြစ်တဲ့ဘုရားသခင်နဲ့မိသားရဖွဲ့တဲ့သူတွေဒီမောင်မိုက်မှာဆက်လက်ကျင်လည်နေဦးမယ်ဆိုရင်တော့ဒါဟာဥဒါပြောပြီးတော့မှလိန်နေတာဖြစ်တယ်။ အပြစ်ထဲမှာပဲဆက်လက်နေထိုင်နေမယ်အမောင်လောကထဲမှာပဲဆက်လက်ပျော်မွေ့နေမယ်ဆိုရင်ဒါဟာမဖြစ်နိုင်ဘူးဘုရားသခင်ရဲ့အလင်းတော်ထဲမှာနေထိုင်ခြင်းဆိုတာဟာအပြစ်တွေမှောင်မိုက်တွေကိုစွန့်ပစ်ပြီးတော့မှဖြောင့်မတ်လင်းလက်တဲ့ဘဝမှာနေထိုင်ဖို့ကြိုးစားခြင်းဖြစ်တယ်ဒါကြောင့်ကျွန်တော်ရဲ့လှုပ်ရက်တွေဟာကျွန်တော်ရဲ့ယုံကြည်ခြင်းနဲ့ကိုက်ညီရလားဆိုတာကိုပြန်သုံးသပ်ပြီးတော့မှဘုရားသခင်နဲ့စစ်မှန်တဲ့ဆက်ဆံရေးမှာအလင်းတရားကိုဆက်ဆံအသုံးပြုကြဖို့ရန်ဖြစ်ပါတယ် ခန်းငယ်ခုနှစ်မှာတော့ကျွန်တော်တို့ဟာဘုရားသခင်ရဲ့အလင်းထဲမှာနေထိုင်မယ်ဆိုရင်အပြစ်တွေကိုဝန်ခံပြီးတော့မှဘုရားသခင်လိုတော်တိုင်းနေထိုင်ဖို့ကြိုးစားမယ်ဆိုရင်ဘုရားသခင်နဲ့တာမကတခြားသောယုံကြည်သူတွေနဲ့လည်းအလင်းတရားထဲမှာပွင့်ဝင်လင်းလင်းစစ်မှန်တဲ့မိဒ္ဒရာကို ဖွဲ့နိုင်ပါတယ်။အရေးကြီးဆုံးကတော့ကျွန်တော်တို့ဘလောက်ပဲအပြစ်တွေများခဲ့ပါလိမ့်စေယေရှုခရစ်ရဲ့သွေးတော်ကြောင့်အပြစ်ရှိသမျှတွေကနေလုံးဝစင်ကြယ်သွားတဲ့ဆိုတဲ့ဂရုတော်ကို ရရှိခြင်းပဲဖြစ်ပါတယ်။ဒါဟာဘုရားသခင်ရဲ့ကြီးမားတဲ့ကျေးဇူးတော်နဲ့ချစ်ခြင်းမေတ္တာပဲဖြစ်ပါတယ်။ဘလောက်ပဲပြစ်တည်ကြီးမားနေပါလိမ့်စေဘုရားသခင်ရဲ့သားတော်သခင်ယေရှုခရစ်တော်ရဲ့အသွေးတော်နဲ့စေကျော်ခြင်းခွင့်ကိုရရှိပြီးတော့မှဆင်ခြင်ခြင်းကို ဝင်ရောက်နိုင်ပါတယ်။ခိုင်းငယ်ရှိမှာတော့ကိုယ်မှာအပြစ်မရှိဘူးလို့ပြောတဲ့သူဟာကိုယ့်ကိုယ်ကိုလှည့်ပြားတဲ့သူဖြစ်တဲ့သစ္စာတရားမရှိတာလည်းဖြစ်ပါတယ်။ကိုယ်မှာတော့ကိုယ့်ပြစ်တို့ကိုပေါ်ပြတောင်းပန်ရင် ငါတို့အပြစ်များကိုလွတ်၍ဒုစရိုက်ရှိသည်များနှင့်ကင်းစင်စေခြင်းကဘုရားသခင်သည်တစ္ဆာတရားနှင့်၎င်းဖြောင့်မတ်ခြင်းတရားနှင့်၎င်းပြည့်စုံတော်မူ၏လို့ဖော်ပြထားပါသည်။အပြစ်တွေကိုကွယ်ဝဲမထားဘဲနဲ့ဖော်ပြတောင်းပန်တဲ့အခါမှာဘုရားသခင်သည်အပြစ်များကိုလည်းလွတ်နိုင်တယ်။နောက်ပြီးတော့မှအဲ့ဒီအပြစ်ရဲ့ခြင်းတောင်းခြင်းတွေဒုစရိုက်မောင်မိုက်တကိုးတွေကနေကင်းစင်စေဖို့ဘုရားသခင်သည်ပြုလုပ်နိုင်တယ်။အဲ့အတွက်ဘုရားသခင်သည် သစ္စာရှိတဲ့ဖြောင့်မတ်ခြင်းနဲ့ပြည့်စုံတဲ့ဘုရားသခင်ဖြစ်တဲ့ဒါဟာဘုရားသခင်ရဲ့ဂတိတော်ပေါ်မှာမူတည်ပြီးတော့မှကျွန်တော်တို့အပြစ်လွတ်ခြင်းခွင့်နဲ့အပြစ်တရားရဲ့ချီးတောင်ခြင်းကနေလွတ်မြောက်ခြင်းရရှိတဲ့ဆိုတဲ့ဂတိတော်ကိုခံစားရရှိခြင်းပဲဖြစ်ပါတယ်အဲ့တော့အလင်းရဲ့တာသမိတွေဖြစ်တဲ့ဘုရားသခင်တာသမိတွေပိသားစွာအလင်းတရားရဲ့မှာကျင်လည်ချက်စာမိဒ္ဓါယဖွဲကြပါစို့ဆုတောင်းကြရအောင်မြတ်တော်ရှင်သခင်သာရမြတ်စွာသောဘုရား ကိုရောဒီသစ္စာရှိတဲ့ဘုရားဖြောင့်မတ်တဲ့ဘုရားဖြစ်ပါれသာသမိအပြည့်ရှိသည်မြောက်ကိုလည်းလွတ်နိုင်စွမ်းနဲ့ရှင်လွတ်ခဲ့ပြီးတဲ့ရှင်ဖြစ်ကြောင်းကိုဝန်ခံပါれသာသမိပြုမိပြစ်မှားခဲ့တဲ့ပြစ်တွေအားလုံးကိုလည်းဝန်ချတောင်းပန်ပါれဒီနေ့ထက်တိုင်အောင် မောင်မိတ်ထဲမှာကျင်လည်မိနေတဲ့ပြစ်တွေရှိပါကလည်းခွင့်လွတ်တော်မူပါလည်းလည်းပြုမတာတွေကိုဆွတ်လွတ်ပြုမလင်းတရားတွေမှာ ဖြောင်းဖြောင်းမမန်းနဲ့ဘုရားသခင်နဲ့တော်၎င်းယုံကြည်သူနဲ့၎င်း မှန်ကန်တဲ့မိထာရကိုပြည့်ရောက်ဖွဲ့နိုင်ပါမည်အကြောင်းကောင်းချီးပေးပါအပြစ်ညစ်ခြေရှိသူများကို ကင်းစင်စေပါဖရာသခင်နဲ့ဒီကနေ့ပိုးဘရမတူစေပါသခင်ရှုခရရဲ့သွေးတော်အပြင်တာမှုကိုလုံးဝစင်ကြယ်တန့်ရှင်းစင်ကြယ်ပြီးသလိုတာမှုတွေလည်းပြုမှုကျင့်ကြံမှာဖရာသခင်ရဲ့လိုရနဲ့ညီလင်းတရားထဲမှာစင်ကြယ်သော လင်းလက်သောတတ္တာပိုင်ရှင်တွေတည်တည်ဖြစ်စေပါမည်အကြောင်း ကောင်းချီးပေးသနာမှုပါဒီနေ့တစ်နေ့ကြာလုံးကိုရောပါရှိပါဝပြုကိုဖွဲ့ခြင်းနေကိုရောရှင်ကောင်းချီးပေးပါဘုရားဘုန်းတော်ထင်ရှားစေပါဘုရားနဲ့ပိုးပရမနီးလာတဲ့မိထာရကိုရရှိပရမမျက်မှောက်တော်အရာတော်ကိုခံစားနိုင်သောပိတ်တိတကိုခွန်အားတွေကိုဥဆောင်တဲ့သူတို့ကိုရောရှင်ပြင်ဆင်ချပေးမှသာသနာတော်မူပါနာယောဂရှိတဲ့သူတွေတက်တာစီပါပျောက်ကင်းစီပါစေုံစေကတရကုသလက်ရှိတဲ့သူတွေတက်တာစီပါပျောက်ကင်းပြီးတော့ ချီးမွမ်းနိုင်ရတဲ့ခွင့်မြောက်ကိုရရှင်ပြင်ဆင်ပေးပါမတရားဖန်စီချုံနှောင်ခြင်းခံရတဲ့သူတွေမတရားစုဆောင်ခံတဲ့သူတွေအားလုံးကိုလည်းကိုရရှင်ကြီးစုကြော်ရမှုပါဘေးအန်နဲ့ပေါင်းမှကိုရရှင်ကွဲကားရမှုပါလူသားဆန်တဲ့လောကကြီးကိုသားသမီးမနိုင်ငံကြီးကိုပြန်လည်ပြမပေးသနာရမှုပါအုတ်ချုပ်တဲ့သူတွေလည်းဖျားခင်အလိုတော်နဲ့ညီအုတ်ချုပ်နိုင်မှုကိုရရှင်လမ်းပြသွန်သင်ပါ မတရားတဲ့သူတွေပေါ်မှာလဲကိုရဲလေးလံတဲ့လက်ဖြင့်တင်ပြီးတော့မှဆုံးမဒဏ်ခတ်တော်မူပါတရားတဲ့သူတွေကိုရရှင်ကောင်းချီးပေးပါညီညွတ်ချင်းစီလုံးချင်းစိတ်တက်ကြန့်ခိုင်ခြင်းများကိုရရှင်ပြင်ဆင်ပေးသနာရမူပါမကြခင်မှာပင်တာရမန်နိုင်ငံကြီးသည်ရင်ကျန်သောတာယာသောတိုးတက်သောတရားမျှတသောနာဂတ်တွေမျိုးဆက်သစ်တွေတွေကောင်းမွန်ဆုံးနိုင်ငံကြီးကိုဆက်လက်ပြပတီထောင်လာမှာကြောင်းကောင်းချီးပေးပါကိုရရှင်ဖျားကိုရတိုင်အုပ်ဆိုးတဲ့နိုင်ငံကြီးဖြစ်စေဖို့ ပရောရှင်ကောင်းကြီးပေးပါမည်ကြောင်းသခင်ယေရှုခရစ်တော်ဖျားရင်နာမတော်မြတ်ကိုမြည်ပြုလက်သနာခံဆုတောင်းကြပါရဖဖျားအာမင်